2025ခုနှစ်ဇွန်လ10ရက်နေ့တနင်္ဂနွေနေ့မနက်6:00နာရီဂျိုရူကပေးပို့တဲ့တိုင်းတာကြင်များနဲ့မြန်မာနိုင်ငံယာစုတို့တက်ရောက်မှုများကိုကျွန်တော်တို့ဆက်လက်ခံမှန်းလေ့လာကြမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အခုရက်ပိုင်းမှာမုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းကိုဖျက်ချော်ပြီးဖိလစ်ပိုင်ကျွန်းအထိအရှိန်ပြင်းပြင်းတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ဒါအပြင်တစိတ်တစ်ပိုင်းအနေနဲ့မြန်မာနိုင်ငံအတွင်းပိုင်းကိုလည်းပုံမှန်ဝင်ရောက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီဘက်ကိုအရှိန်ပြင်းပြင်းဖြစ်ကြော်တိုက်ခိုက်နေမှုကြောင့်တနင်္သာရီဘက်မှာအခုရက်ပိုင်းမိုးကြီးတွေရွာဖို့အခြေအနေရှိတာကြောင့်အထူးသတိထားဖို့ဦးထေတင့်မိုးစလဘလော့ကာကနေတင်ဆက်ပေးထားပါတယ်မြန်မာမိုးစလဘက်ကလည်းယနေ့မြန်မာစံတော်ချိန်နနက်စံနာရီချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအနောက်တောင်မုတ်တုံလေအားကောင်းရာမှအားလုံးကောင်းနိုင်မှုကြောင့်ဇွန်လ9ရက်မှဇွန်လ20ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေယာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသစ်ထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့လည်းအထူးသတိပေးထားပါတယ်။ဒီကနေ့ကျွန်တော်တို့လေ့လာနေကြလေစီးကြောင်းတိုက်ခတ်မှုကိုကြည့်တဲ့အခါမှာဆိုရင် မုတ်တုံလေဟာတနာယီ မိုင်30နဲ့ဆက်လက်အားကောင်းကောင်းနဲ့မြမာပြည်တောင်ပိုင်းကိုဖြတ်တိုက်သလိုပဲတချို့လူတွေဟာမြမာပြည်အလဲပိုင်းတဲကိုကိုယ်ပြီးတော့တက်သွားတာတွေ့ရမှာဖြစ်ပါတယ်။ဒီရဲ့အတွက်ကြောင့်မလို့လေကိုယ်သွားတဲ့နေရာတွေမှာစုံကျဲမိတဲ့နေရာတိုင်းမှာဆိုရင်လေပင်တိုက်ခတ်မှုတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်။အထူးသဖြင့်လာမဲ့၃-၄ရက်အချိန်မှာဆိုရင် မြေဆိုင်တိုက်ခတ်မှုကြောင့်မြန်မာပြည်အောက်ပိုင်းမှာမိုးတက်လေပြင်းကြားရောက်ခြင်းတွေကြုံနေရတဲ့အနေအထားတွေရှိပါတယ်။ဘာကြောင့်ကြုံရလဲဆိုတာကြည့်မယ်ဆိုရင်ဒါမဲ့သတင်းဌာနမှာဆိုရင်တနအိမ်မိုင်30တိုက်ခတ်နေတဲ့မုတ်တုံတွေဟာတနအိမ်မိုင်40အထိအနည်းငယ်ပြင်းထန်လာပြီးတော့တောင်တရုတ်ပင်လယ်ဖိလစ်ပိုင်ကျွန်းစုနားမှာလေဆိုင်ဝဲတစ်ခု စတင်ဖြစ်ပွားနေတာကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ ဒီလေစီးကြောင်းရဲ့ပေ9000မြင့်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပေ9000မြင့်ရဲ့လေစီးကြောင်းဟာဆိုလို့ရှိရင်တော့တနာယီမိုင်90ကျော်လုံးတဲ့မြန်မာပြည်တောင်ဘက်ချမ်းကိုဖြတ်ပြီးတော့ဖိလစ်ပိုင်ကျွန်းစုပင်လယ်ထဲမှာ꿰ပြီးတော့တောင်တရုတ်ပင်လယ်ပတ်သလိုပဲမြန်မာပြည်မြောက်ဘက်ချမ်းတွေကိုတိမ်နေ꿰ဝင်လာနိုင်တဲ့အနေအထားတွေရှိပါတယ်ထို့အတူပဲဘင်္ဂလားပင်လယ်ကတိုက်ခတ်တဲ့နေရာလဲမြန်မာပြည် လယ်ပိုင်းတစ်လျှောက်လုံးကိုတက်ပြီးတော့မြမပြည်အနှံ့ပြားမှာမိုးရွာနဲ့နေနေတာရှိပါတယ်။ဒေလိုမိုးတွေရွာမလဲဆိုတာကျွန်တော်လေ့လာမယ်ဆိုရင်ပထမအဦးဆုံးမိုးရွာမှုတွေလေ့လာဖို့အတွက်ဘင်္ဂလားပင်လယ်မှာရှိနေတဲ့တိမ်များကမြမပြည်ဝင်တဲ့အခြေအနေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့မနေ့ပိုင်းမှာတိမ်နှိမ့်နေမြမပြည်တဲကိုစတင်ဝင်ရောက်တလို့ပဲနေအပူချိန်ကြောက်မလို့မြမပြည်အထက်ဖက်မှာ တိမ်တောင်များဖြစ်ပေါ်လာပြီးတော့ပျက်စီးလက်ချင်းမိုးကြိုးပစ်ခြင်းများနဲ့မိုးရွာသွန်းနိုင်ပါတယ်။နေ့လယ်7:00နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့စောစောကပြောတဲ့တိမ်နေနေရာဆိုရင်မြမပြည်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးတော့နေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားလို့ကျွန်တော်တို့အနာမသုံးကပ်တင်ပြလိုပါတယ်။ဒါမဲ့9ရက်နေ့မှာလည်းထုံနည်း၎င်းမယ်။တောင်တရုတ်ပင်လယ်ကမုန်တိုင်းဆွဲအားကြောင့်မလို့ တိမ်နှိမ့်နေပုံမူပြီးတော့ဖြစ်ထွန်းပြီးတော့မြန်မာပြည်ပြည်ထဲကိုဆက်လက် တိုးဝင်နေတဲ့အနေအထားတွေကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်ဒီကနေ့ရှေ့ရက်နေ့မှာတော့မြန်မာပြည်တောင်ပယ်ချမ်းကိုဖြတ်သွားတဲ့လေစီးကြောင်းအရာမြန်မာပြည်တောင်ပယ်ချမ်းတနင်္လာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းမှာ နေရာကွက်ပြီးတော့မိုးများနိုင်တယ်လို့ပဲ အလဲပိုင်းကိုဝင်သွားတဲ့လေစီးကြောင်းကြောင်းမလို့ပဲနေပြည်တော်မန္တလေးရှမ်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်တောင်ပိုင်းချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာနိုင်မှာလာမဲ့၉ရက်နေ့ရောက်တဲ့အခါမှာတော့ပုံမူပြင်းထန်လာတဲ့လေစီးကြောင်းအတွက်ကြောင့်မလို့တနင်္လာရီတိုင်းမှာမိုးရေချိန်၃ .5 မမအထိ24နာရီအတွင်းစတင်ရွာသွန်းနိုင်တဲ့အနေအထားကိုကျွန်တော်တွေ့ရပါတယ်။တို့အတူပဲ ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအတောင်ပိုင်းနေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့အထက်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်တခုလုံးမှာနေရာကွက်ကြားမိုးများနိုင်တဲ့နေသားရှိပါတယ်မိုးရင်ရင်အပြင်တိတ္တမလေးလမလောက်အထိရရှိနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းပါတယ်လာမယ့်ဆယ်ရက်နေ့မှာတော့ပိုကိုအားကောင်းလာတဲ့လေစီးကြောင်းနဲ့မုန်တိုင်းပြည့်ရောက်မှုကြောင့်မလို့မြမပြည်တောင်ပဲချမ်းကတနင်္လာရီတိုင်းမှာဆိုရင် မိုးရစဉ်3.5လက်မလောက်ပြီးရွာသွန်းနိုင်တဲ့အနေဒါဟာအန္တရာယ်ရှိလာပြီလို့ကျွန်တော်တို့ပြောနိုင်ပါတယ်ထို့အတူပဲကရင်ပြည်နယ်မွန်ပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းထက်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းအရှိပိုင်းချင်းပြည်နယ်စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အရေးလက္ခဏာတွေကျွန်တော်တို့စတင်ခံမှန်းတွေ့ရှိရပါတယ် နာမည်ဆက်တဲ့အနေမှာဆိုလို့ရှိရင်လည်းထုံနီ၎င်းပဲတင်းနာရီတိုင်းမှာအင်မတန်မှကြောက်မွက်ဖွယ်ရာမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်တယ်လို့ပဲကရင်ပြည်နယ်မှာမိုးတိထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့ကွေ့ဝင်တဲ့တိမ်ကြီးကရခိုင်ပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းထဲမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးတဲပင်မင်းမင်းရွာနိုင်တဲ့အခြေအနေရှိပါတယ် ကျွန်တော်တို့ဖိလပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့မုန်တိုင်းဆွဲအားနဲ့တွန်းပို့တဲ့ရေမှွေကြောင့်မလို့မြမပြည်မှာဘယ်လိုမိုးတီးထန်စွာရွာသွန်းနိုင်တယ်လဲဆိုတာကိုအသေးစိတ်လေ့လာပြည့်တဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ်။ပင်လယ်ပြင်ကရေငွေ့ထုတ်လုပ်မှုလေစီးကြောင်းပို့ဆောင်မှုမြမပြည်ကောင်းရောင်မှာရှိတဲ့ရေငွေ့ဖွဲ့နိုင်တဲ့ နေရာတွေကိုကျွန်တော်တို့ခမန်းဆက်နဲ့တွက်ကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီကနေ့၈ရက်၉ရက်၁၀ရက်၁၇ရက်၁၂ရက်နေ့အတွင်းမှာဆိုရင်ဟောဒီအဝါရောင်ပြတဲ့ဒေသတွေဖြစ်တဲ့ကချင်းပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းတောင်ပိုင်း၊ချင်းပြည်နယ်၊မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်းအရှိကြ၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းတောင်ပိုင်း၊ရန်ကုန်တိုင်းတောင်ပိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်မွန်ပြည်နယ်အထက်ပိုင်းတို့မှာ မိုးရိပ်ရင်6လမနီးပါးရရှိနိုင်တဲ့အနေအထားရှိပါလေမိုးပေါ်ကကြဆင်းလာနိုင်တဲ့မိုးရိပ်တွေဟာမြေအောက်ရေစီးကြောင်းပိတ်ဆို့မှုကြောင့်မလို့ရုတ်တရက်ရည်ကြီးနိုင်တဲ့ရေရှမ်းနိုင်တဲ့အနေအထားတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်ရစွဲမိမိတို့မိတ်ဆွေများကိုအကြောင်းကြားပေးကြပါထို့သဖြင့်မွန်ပြည်နယ်အောက်ပိုင်းတနင်္လာရီတိုင်းမှာဆိုလို့ရှိရင်မိုးရိပ်ရင်၁၄လက်မလောက်အထိရနိုင်ပါတယ် ကျွန်တော်တို့အသေးစိတ်များကိုဆက်လက်လေးပြီးတော့လေ့လာတင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့တင်ပြချက်တွေကိုဗီဒီယိုဖိုင်နဲ့ YouTube ကနေပြီးတော့မျှဝေ ပေးကြသလိုပဲမိမိတို့မိတ်ဆွေများအတွက် MP3 ဖိုင်နဲ့မျှဝေပေးနိုင်မှုတွေကိုသက်ထွေးနိုင် Telegram မှာဝင်ရောက်ပြီးတော့ဖတ်ကြည့်ကြဖို့ကျွန်တော်တို့အသိပေးလိုပါတယ်ကျေးဇူးတင်ပါတယ်